ခုဒီမှာမြင်နေရတာကတန်လင်းလို့လည်းခေါ်တယ်တင်ငင်းလို့လည်းခေါ်တယ်ဟိုဒဏ္ဍာရီထဲမှာငမွေးချောင်းတို့ငမွေးမိချောင်းတို့ရှင်မွေးတို့တို့မင်းနန္ဒာတို့ရဲ့လက်စင်းချားနေတဲ့ချစ်သူတွေရဲ့အလွမ်းဇက်တွေအလွမ်းတက်ခံနေတဲ့မြို့ဒီနေရာဒီဒေသကလူမှုဘဝတွေအကြောင်းတိဆက်ပြမယ်ဒီတစ်ခေါက်တို့ပြေတို့မြေစီစဉ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တန်ဝင်းထုတ်ပါ စ်တာဂယုဏနဲ့နနာချင်းချင်းအပြည့်မြင်နိုင်ခိုးချမ်းပါကလေးလေးတွေကတစ်သားတုံးအရိုင်းလေးတွေရိုင်းလေးတွေကိုဆရာမဘယ်လိုလဲဒီလိုထုပြီးတော့ပပူးရုပ်လေးတွေဖြစ်သွားတာတော့အဲ့လိုမျိုးပေါ့တန်မိုးရှိတဲ့ပပူးဖြစ်သွားတယ်လို့ကလေးမျိုးမျိုးဖြစ်သွားတယ်ပေါ့နော်ပန်းပြိုတဲ့လက်ပေါ့ ောလေးကိုဆက်သွားတော့ဆိုအတန်တော့မထွက်ဘူးအဲ तू ကလူလေးစစ်သေးတယ်ဆိုတော့အတန်အော်ခိုင်းတာအားလုံးသတိဆိုပြီးအော်ခိုင်းတာအော်ခိုင်းတော့ကွာအတန်မထွက်ဘူးအအတန်မထွက်တော့ဆီယမအော်အော်အော်ဆိုတော့အဲ့နဲ့အော်ရော်ရင်လည်းအတန်ရိုက်ကျေးလာပြီးတော့လက်တွေ့တင်ရသေးတယ်အเจ้าသူချင်းချင်းကိုတင်ရအရင်တော့ဘာမှအတန်မထွက်ဘူးပြီးတော့လေရှိန်နေတော့ဟိုစာတင်ရမယ်တော့လေအစအတင်တော့လေအာအเจ้าသူချင်းချင်းကိုတင်တော့ဖေးဖေးမမပဲအကုန်လုံးကလေအဲ့လိုတင်နေနေပဲတက်သွားတော့ဟိုအတန်ကျေတဲ့ကျေးလာအခုလိုပိုတောင်ကျေးလာအတန်က ေါသတော့မဖြစ်ပါဘူးသူတို့မကြက်လာလို့ရှင်နောက်နေ့ပြန်ကြက်ခိုင်းလိုက်တယ်အဲ့လိုပေါ့တနေ့မရရင်နောက်တနေ့ကြက်ခိုင်းတယ်အဲ့လိုမရရင်စနေခွင့်ပြန်ကြက်ခိုင်းတယ်အဲ့လိုမျိုးပေါ့သူတို့ကလည်းသူတို့မိသားစုအခြေအနေရပေါ့ဟိုအိမ်မှာအဆင်ပြေတဲ့လူလည်းရှိတယ်လို့စားကြဖို့အဆင်ပြေတဲ့လူရှိတယ်လို့စားကြဖို့အဆင်ပြေတဲ့လူလည်းရှိရလေကလေးတွေလည်းအားကြောင့်သူတို့လည်းပြင်ပြင်မအောင်ကို့မောင်နှမတွေလို့သားသမီးတွေလို့ပဲအဲ့လိုပဲသဘောထားပါတယ်ဟုတ် ။စာပေကမှကြုံရပါလေ။ကိုမေးလိုက်တာသူတို့ဖြေနိုင်နေဆိုပီတိဖြစ်ပါတယ်။ချို့ကကြတော့ကလေးတွေကလေသူတို့ရဲ့အတီနေပေါ့နော်။ပြောချင်တာတွေပြောတယ်။အင်းခါကြရင်ကိုတင်တာတခြားသူတို့ရေးနေတာတခြားအဲ့လိုတွေဖြစ်တာတော့ရှိတယ်။ဟုတ်ကိုတင်တာကိုသူတို့နားလဲပြီးတော့ရေးနိုင်နေဆိုတော့ကအဲ့တည်းကပီတိဖြစ်ပါတယ်ဟုတ်။အဲ့လိုပဲပါမင်းတို့ငငယ်တုန်းကဆိုလေမင်းတို့ဥဲဥဲနဲ့អော်နေတယ်အဲ့မဲ့ဘသူကသာကြွေးတော့ အဖေကသာကြည့်ရဗာကြည့်တော့ပြာဘာဦးဘာမောအဖေကဗာကြည့်တော့တိုင်းတိုင်းညဦးဝဲရတဲ့သားသားဟောလားအလုံးလုံးတာမြန်မဒီ ومی မာလေပြီးတော့ကိုကအဲ့ချိန်ကယူလာရည်ရဲ့ဆိုတော့အဲ့6နာရီလောက်ထတာနဲ့အရင်တော့သူတစ်ခါမှမချက်ဘူးထမင်းနေပါလေဆိုထမင်းနေတစချက်တော့ဆိုထမင်းပြော့နေရော ဒီနေ့ဆိုလည်းငံဝါတာတွေရောအဲကိုကရှောက်ချက်တာရောအပြင်းနဲ့ကိုပဲစားပေါ့ဒီလေခွင်းဆိုတပင်းနေမရှိတော့လေမိုးရွာရင်လေတွေကတားတိုက်လာတိုက်လာလို့ရှိရင်ထီးတွေပါနေတော့ခါရရင်လမ်းလျှောက်တယ်မလို့လေကတိုက်သွားအဲမိုးတွေအရန်ဆဲနေတော့တွေ့တဲ့တဲမှာဝင်ပြီးခိုးလိုက်တာပေါ့ ကျောင်းကထွက်တုံးလေမိုးတွေတဲတန်ရွာနေလို့အဲ့ဒီဒီဒီကိုကိုမင်းကြီးရဲ့အောက်မှာလေငါးနေတဲ့အမိုက်တဲ့ဘွက်တွေဟာအဲ့ဒါနဲ့အစင်ပြေဆိုပြီးမိုးတွေတားတဲနော်အဲ့နဲ့အဝတဲလေးမှာသွားပြီးခိုးခိုးကမိုးဆဲသွားမှာပြန်ရအသွားပြန်ပေါ့နော်ဒီလမ်းကိုလမ်းလျှောက်တယ်လမ်းလျှောက်တော့ဈေးတစ်ထောင်တက်တော်ပါလေတရက်ကို၄မိုင်ပေါ့2မိုင်2မိုင်အသွားပြန်၄မိုင်ပေါ့ဟုတ် လမ်းလျှောက်တာနှစ်နာရီလောက်ရှိရောသူကလမ်းอ่ะကွန်ကရစ်လမ်းမဟုတ်ဘူးကြောက်ပြားလမ်းကြောက်ပြားလမ်းဆိုကြောက်ပြားရဲ့အောက်မှာသူကမိုးတွေွာလို့ရှိရင်ရေတွေဝင်နေတော့အဲ့ဘွက်တွေကလေအကုန်လုံးနောက်ကိုဆင်တာဆင်တာဆန်ထမိန်တွေဆိုတော်တော်ကြီးကိုရုပ်ရဆင်းမြဲဖြစ်တယ်ပြောလေခွင်းကကန်လေးလေခွင်းဆိုတော့လေကန်လေးကကန်မောင်ကလေတေးတော့နေကျင်းတော့ဆိုင်ရဆရာအဆင်မပြေဘူးဟုတ် ဟိုရရင်ချင်းတော်မအထီးမဘွက်စင်မဆိုတရားလည်းမာတယ်အဲတော်တော်ဖယုတ်ပြတ်ပါတယ်စပင်ထောင်းလိုက်ငုံချပဲဆိုပြီးရောရီမထားတယ်အန်ကြောက်တော့ကြောက်တယ်ပြရလေဟိုတခါကျရင်ပြန်ပြောမိတယ်ကိုမြားဖယားလိုက်တလန်းလုံးရော့သွားကိုမြားပြစ်မလားလို့ဟော ဒါပေမဲ့ကောင်းတဲ့လှုပ်လှုပ်တာပဲကိုယ်ယုံကြည်ပါတော့ဟုတ်ပါဘူးပါဘူးကားပေါ်မှာသူလဲကားစင်းနေနေထိုင်နေလေးလေးတိုက်လိုက်အာနာအမောပြေကွာအဲ့လိုမျိုးရတဲ့အချိန်ရကလို့နားတယ်ကားပေါ်မှာကြီးပဲဆိုသုံးနာရီလောက်ရှိတယ် ကျမတို့အိမ်မှာဟိုဟာအပြူအပြူအပြူအတော်ရဲ့ဟိုဟာပြီးတော့လူပြူဥလေးရဲ့သူတို့ကြည့်ပြီးအမြဲတမ်းအားကြမ်းနေသူတို့ပစံသူတို့လေးတိတ်နေစုတယ်ချစ်တယ်ကုတ်တယ်အဲ့ကြောင်သူတို့ကြည့်ပြီးအားရကြမ်းနေအပြူကြီးပြဖို့ကံပါဘူပါပစံတို့လေအာဒါပေမဲ့မသိဘူးလေဟိုနောက်ဖြစ်လာမယ့်ဟာတော့เนาะปูเลยเนาะปูเลยเนาะ ဘွားတခုရှင်သန်ရတယ်ဆိုတာမွေးတဲ့ဒီတင်မဲ့အထီကိုချိန်ကတူတူလေးပါအဲ့အချိန်တူလေးအတွင်းမှာကိုကောင်းတဲ့အလုပ်လေးတွေလုပ်ဝိုင်းတော့ကောင်းနေလို့ကောင်းမွန်တဲ့လမ်းကိုရောက်မယ်လို့ထင်ပါတယ်ဟုတ်ကိုကျမ်းမအောင်နေနော်တက်ရှိအောင်လည်းနေကိုနဲ့ရွယ်သူတွေတွေ့တဲ့အခါမှာကိုကိုဂုံယူမိရယ်ပေါ့နော်သူတို့ကအခုဆိုတတရားနှစ်ပေါ့ ကိုကကြတော့ဒီဆီယမလုံနေပြီပေါ့ဆီယမလုံလန်းနေပြီးတော့ဟိုတက်ကတာဝါတက်နေပေါ့တက်ကတူတက်နေပထမနဲ့တက်နေပေါ့ကိုလှုပ်စားနေကိုပေါ့နော်ဟိုကြောင်းတက်နိုင်တယ်တက်ကတူကဘွဲရမယ်ဘွဲရပြီးလို့ရှိရင်ဒီမှာလှုပ်တက်နေတိုးမယ်ပေါ့လှုပ်တက်နေနီးနာပြောင်းလည်းပြောင်းမယ်ဒါမှမဟုတ်လေပြတိုးရှောင်းလည်းရှောင်းမယ်ငယ်သေးရပဲနည်းနည်းဟိုအဝေးတော့တွားနိုင်တယ်အသက်ကြီးမှအနီးနာကိုပြန်ပြောင်းအဲ့လို ငခုံးမတကောင်ရောတလီလုံးပုတ်တာတော့မဖြစ်ချင်ဘူးဒီလိုမကောင်းတဲ့ဆရာမရှိလို့တော်တော်အနင်းနာခံပြီးတော့ကောင်းတဲ့ဆရာမကြီးလည်းရှိပါတယ်ဟုတ်ကျူရှင်တင်တာသူတို့ရဲ့တဖက်တလန်းဝင်ငွေလို့လည်းဒီဆိုရလာတာကြောင့်လေတဖက်တလန်းဝင်ငွေလို့လည်းထင်ပါတယ်ဟုတ်ချိုးဆရာမကြီးတို့တော်တော်ဟော့ဟော့ရဲရဲနေရှိရပေါ့နော်အဲ့လိုဆရာမကြီးကြောင့်ဒီအနင်းနာခံတဲ့ဆရာမကြီးဟိုဟာဖြစ်တယ်မနမေမပြတ်ဆိုခြင်းပါ ရှိပညာလိုနေတဲ့ပညာမပြည့်ဝတဲ့ကလေးတွေကိုပညာပေးရတဲ့အတွက်ကျေနပ်တယ်ကိုကိုကိုလည်းဘယ်လိုပြောမလဲခုံရည်ဒီဝစ်စုံကြိုက်တော့လေအာဟိုကျေနပ်ပါတယ်ကို ဖြစ်ချင်တာနဲ့ဖြစ်နေရတဲ့ပညာမဆိုပညာလူချင်းတဲ့ကလေးတွေရှိလို့ဒီလို ဝေးလံတဲ့နေရာဆိုလဲပညာလူချင်းတဲ့ကလေးတွေရှိလို့ဆရာမတွေဆိုတာတွားရတာပဲအားကြောင့်မလို့ပညာလူချင်းတဲ့ကလေးတွေရှိနေတဲ့ဒီလိုဆရာမတွေဝေးလံတဲ့နေရာတွေကိုတွားနေအောင်ပါအခုဒီတစ်ခေါက်ကကျွန်တော်တို့တို့ပြတို့မြေတို့ပြတို့မြေစီစဉ်ပါဒီတစ်ခေါက်ကတန်လင်းမြို့တဝိုက်လူမှုဘဝတွေပေါ့နော်ဘဝမျိုးစုံပေါ့နော်အခုတန်လင်းအကြောင်း ။တန်လင်းကြောင်းပြောအောင်ဒီနေကန်နေဒီမျိုးကန်နေကကုမျိုးအကြောင်းကိုပြောပြဒီမျိုးကဘာထူးကြလဲ။တခြားမျိုးတွေနဲ့မထူးတာလေရှိမှာပေါ့။ပြောရရင်ဒီမျိုးရဲ့မထူးကြတာဘာလို့လဲဆိုတော့ရန်ကုန်နဲ့အရန်ကန်နေသူရဲ့တဝက်ကျော်ကပုံမှန်တော့အလုပ်လုပ်ရန်ကုန်မှာလုပ်လို့ရန်ကုန်မှာလုပ်လို့ပဲဝယ်ကြရှိတယ်ပုံမှာဝယ်တယ်။ဟိုပြောကြရှိတယ်ပုံမှာအဲ့ဒီမျိုးကြီးနာမှာကတ်နေတယ်သူကအလိုလိုနေသူကမေးမိန်နေတဲ့ပုံပေါ့။တန်လျံမေးမိန်လား။ အဲ့လိုခံစားရလားတကယ်မင်းမိန်နေဆိုတာဟိုစကားရအနေနဲ့ပြောဒါမှမဟုတ်ကျွန်တော်တို့ကအရန်အေဂျင့်နဲ့တန်ရအေဂျင့်နဲ့ဟုတ်တယ်ဘာလို့ရန်ကုန်ကနေလို့မရရင်တကင်းပြန်လိုက်စိတ်ထဲမှာလွတ်လပ်ပေါ်ပါဘာဒီမျိုးသားတွေကကိုကိုမျိုးဆွဲလေးဒေသဆွဲလေးနဲ့ဆိုရင်လေဒါရင်းများကြွားစရာရှိသေးလေတန်းကနေဆင်းလာပြီးတော့ဆင်းလာလိုက်ပြီးတန်လင်မျိုးတွေကိုဝင်လာပြီးဆိုတော့ ਨੇ ဇာတိကုအခြေအနေကသိတာ ။ပင်လယ်နဲ့နှီးတာလည်းပါ။မြင့်နဲ့နှီးတာ။စိတ်နေရှိရင်။ဟုတ်။နေလူထိုင်လို့ကောင်းတယ်တော့ရာသီဥလည်းမျှတာတယ်ဆိုတော့လေ။ဟုတ်။ပြောင်းရွှေ့လာအခြေချတာတွေရောတိုးလာတာ။ကြာပြီနော်။ကြာပြီ။ကြာပြီနောက်ပိုင်းမှာတော့လူတွေတိုးလာတယ်ပေါ့။တန်လင်းတို့တညင်းတို့ပြောလိုက်လို့ရှင်နော်။ဟိုမြန်မာတပီလုံးကလူတွေကဟိုတန်တာကြီးတွေကြားဘူးတယ်ဆိုရင်တော့ရှင်မွေးလုံးနဲ့သူကရှင်ရောတမိုင်းဝင်မျိုးလေးပေါ့။ဟိုမြင်လို့ဇလန်းလေးနဲ့အဲ့လိုမျိုးလေးရှိတော့ဟိုရှင်မွေးလုံးမင်းနန်တာပေါ့။အဲ့လိုမျိုးလေးနဲ့နောက်တန်လင်းကိုလည်းပဲတန်လင်းကြောက်တန်းပေါ့။ ဖျားပေါ့ကြိုက်ခေါက်ဖျားရည်လေပေါ့အဲ့လိုမျိုးလေးနဲ့တွဲပြီးတော့နိုင်ငံလုံးကလည်းတိကြတယ်လူငယ်တွေကြားမှာရောဒီကိုမျိုးကိုလေဖြစ်စေချင်တာရှိလားတလင်းမျိုးမှာကောင်းကောင်းလားလို့ရတဲ့နေရာမျိုးမရှိဘူးဘယ်လိုဘယ်လိုကောင်းကောင်းနားယူလို့ရတဲ့နေရာပေါ့ခုမှဗန်နူလာပန်းချံတို့အဲ့လိုမျိုးပန်းချံကောင်းကောင်းလေးတခုတော့ရှိတင်နေတယ်အဲ့ဒါလည်းကျွန်တော်တို့ကအခုမှဓာတ်ရီကလိုလားလာတာဘာလို့လဲအစကကျွန်တော်တို့ကပြည်စုံပြီးသားဖြစ်နော်ငင်းကြတယ်အေးကြတယ်အခုကျတော့ဒီ ခေါင်းကပြေပြန့်လာတော့ကျွန်တော်တို့မျိုးမှာလည်းအကောင်ကညီမလာလာဆုတော့ရန်ကုန်မြေပန်းကိုပြစ်ကြတယ်။လင်းဟာမရှိမဖြစ်မျိုးနော်နိုင်ငံခြားကုသရေးဝေးရောတင်လေကုသမော်တွေရောကံပဲပို့ပြီးတော့ကုန်းပေးမယ်ဆိုတာဟုတ်တယ်အဲ့လိုဆိုရန်ကုန်မြို့အတွက်မရှိမဖြစ်မျိုးဟုတ်တယ်ထွက်ပေါက်ပဲဒီဟာဒီလိုလားပြီးတော့ကျွန်တော်တို့ကမြေကမ်းပါရှိတယ်ကမ်းပါမှာအပန်းဖြေလို့ရမယ်ပြေးလို့ရမယ်ဒါပေမဲ့မြေကမ်းပါကိုကျွန်တော်တို့က public space တွေနဲ့ပေးထားတဲ့အတွက် အခုလိုအစားအုပ်တွေဥမာ Star City တို့ဒီဘက်က အိဆဲရီဗာဗျူဟိုတယ်တို့သူတို့ကမြေကမ်းမောက်ယူသွားလိုက်တယ်ဆိုရင်ကျွန်တော်တို့ public ကမြေကမ်းမောက်ကိုအသုံးချလို့မရတော့ဘူးအဲ့ဒါကိုမပေးသင့်မဲနဲ့ဒါကိုပြည်သူအတွက်ပဲပေးသင့်တယ်လို့ကျွန်တော်တော့အဲ့လိုယူဆတယ်တန်လင်းမှာအများပြည်သူနဲ့ဆိုင်တဲ့ပေါ့နော်နောက်ထပ်မျိုးဆက်တွေပေါင်းများစွာနဲ့လည်းဆိုင်တဲ့ဟာပြဿနာရှိလဲအများပြည်သူနဲ့ဆိုင်တဲ့အခက်အခဲဆုံးပြဿနာပေါ့နော်အခုချိန်ဒီပြောပြောလဲပြောလဲမရိုးဘူးလဲဖြစ်တဲ့ဟာကတော့ တရားပိတ်တဲ့ပြဿနာပဲတော်တော်ကိုကြက်တာလားတော်တော်ကြက်တော်ဟုတ်လားရေးပေါ်လူနာတို့လေဝင်းစင်းမဲ့လူမျိုးဆိုလို့ရှိရင်အဲ့ဒါဖျားဆုတောင်းနေပြီတော့တန်လင်းတရားဆိုတာပေါ့ဗျာနာမည်ကတန်လင်းခံတကယ်တော့ခရမ်းကြောက်တန်းသုံးกว่าအဲ့ဒါတွေကအကုန်ကျွန်တော်ဒီကနေကြွားတဲ့ကြောလုံးတကွင်လုံးတော့ကြောလုံးကဒီတန်လင်းတရားပေါ်ကနေမြန်ကုန်ဖြတ်အဲ့ဒီအတွက်ကအဲ့ဒီတရားကကျွန်တော်တန်လင်းနဲ့ဆိုင်ဒီဘက်ဒီဘိုင်းနဲ့အားလုံးနဲ့ဆိုင်ဒါပေမဲ့လက်ထားလမ်းခက်ခက်မစားဘူးလား ဟုတ်တယ်အဲ့ဒါကျွန်တော်ပြောလို့ဘာလို့ကသူကရေရှည်စီမံကိန်းနဲ့ယထာလန်းပါတဲ့ဒီတံခါးကိုလှုပ်ထားပြီးတော့အဲ့ဒီယထာကိုပြည်သူတွေကောင်းကောင်းမွန်မွန်နဲ့တုံးချလာနိုင်အောင်သူ aggregate မလုပ်ပေးနိုင်ဘူးဖြစ်။ဟုတ်ယထာရဲ့လမ်းမဆက်သွယ်ရေးကလည်းပဲကျွန်တော်ကဟေးအဲ့လိုမျိုးဆိုရန်ကုန်မြို့တွေကိုသွားတာပါ။အော်အဲ့လိုကြတော့ကျွန်တော်တို့မှာကနေ့စဉ်နဲ့မှာစိတ်ထဲမှာဒုက္ခဒုက္ခရောက်နေတာပေါ့နော်။ဟော။နောက်ပြဿနာကကျွန်တော်တို့အမိုက်ပြဿနာရှိတယ်။အမိုက်ပြဿနာကတော့တော်တော်လေးရှိတယ်။ဘာလို့လဲဆိုတော့ပထမတစ်ခုကျွန်တော်တို့တည်ရတဲ့လောက်တော့ဒီစီမံကာက အမိုက်မြင်နေရတွေထားပြီးတော့မိုက်တွေပုံနေပုံရင်ပုံရင်နဲ့ဒီကားလည်းမလုံတော့ဝန်ထမ်းလည်းရှာတော့မြေပေါ်မှာလည်းပုံနေအမိုက်ပုံရအကြီးဖြစ်လာတော့သက်ဆိုင်ကတော့ဖြီတော့ဖြည့်ရှင်းပေးနေတာပေါ့ဒီအစိုးရတဲ့ပုံမှာဒီတန်လင်းမြို့သူမြို့သားတွေအမရတာဒီမြို့အတွက်ဟိုတည်တည်စာမလုပ်ပေးဘူးလို့ခံစားရမျိုးရှိလားဒီအစိုးရတွေကိုကျွန်တော်အခုအပြစ်ပြောဖို့ဆိုတော့တော်တော်ခက်တယ်။ဒီဘက်62ခုကနေပြီးတော့75အထိအုပ်ချုပ်လာကြတဲ့အစိုးရရဲ့ဆိုင်ဒီဥစ္စာကျွန်တော်တို့က လုံးဝမကန်ရသေးတဲ့စာအုပ်တုပ်တူပဲအဲ့ဒီအတွက်တို့ကျွန်တော်အခုပြပြောဖို့ဆိုတော့ဒါလုံးဝကျွန်တော်တို့ကျွန်တော်အနေနဲ့ကျွန်တော်ပြောချင်မဖိုက်ဖိုက်ရမယ့်နောက်တဲ့စာမျက်နှာတွေက1နေရမလား1တာရမလားဟိုဟိုအတက်ရမလားအကြမလားမသိသေးဘူးဟုတ်လားဒီစက်ဆိုးကြလမ်းတော့မရှိဘူးလို့ကျွန်တော်တို့ကချင်ခံယူထားတဲ့အတွက်ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ဒီရုံးနေလို့ကျွန်တော်တို့စောင့်ကြည့်ရမယ်ဟိုကိုကလည်းကုညီမှုရှိရတယ်တန်လျင်နောက်ဒီစက်တက်တော့ဘောင်းလို့ပါအရင်စီးဆုံးပါလိမ့်ရှင် အပြည်သူတွေနဲ့ပြောမယ်ဆိုရင်ပညာရေးနဲ့ကျန်းမာရေးတို့ကျွန်တော်တို့ကပိုစိတ်ဝင်စားတယ်ပညာရေးတိုးတက်လာမယ်ဆိုရင်အလုပ်ကိုင်ခွင့်လန်းနေပို့ပေါ်လာမယ်ကျွန်တော်တို့ကတိလဝါဆက်မှုစုံနဲ့ရှိတော့ပညာရေးနဲ့ကျန်းမာရေးကတော့ပို့ပြီးတော့အရေးကြီးတယ်လို့ကျွန်တော်ကထင်တယ်နောက်တစ်ခုကလေကျွန်တော်တို့ကဒီအကုန်လုံးတိုးတက်လာဖို့အတွက်ပေါ့အစိုးရကပိုင်းကဒီရန်ရားတွေကိုသူတို့ပေါ်ဆောင်တဲ့နေရာမှာကျွန်တော်ပြည်သူတွေနဲ့ဂျားထဲမှာရှိနေဝန်ထမ်းတွေဂျားထဲမှာရှိနေတယ်တချို့တော့မလိုအပ်တဲ့ကိစ္စတွေကိုဖြေရောပေးဖို့အတွက်ပေါ့ဖြေလဲဖြေရောနေတယ် ဒါတို့လည်းပြည်သူတွေသိလာပြီးတော့သိရှိနိုင်အောင်လည်းပဲကျွန်တော်အမြန်ဆုံးဆောင်ရွက်သွားပြီးပို့လို့ရပေါ့ကျွန်တော်တို့တာဝန်ပြည်သူအနေနဲ့ပြောပြောချင်တဲ့ဟာတွေတချင်အစိုးရပဲဖြစ်ဖြစ်ထွတ်တော်ကိုယ်စားလည်းဖြစ်သိအောင်ပြောနိုင်ကျွန်တော်တို့ place တစ်ခုရှိအဲ့ဒါတော့တန်လင်း post ဆောင်တာတန်လင်းဆိုတဲ့မြို့ပါလေဟိုစိုက်ပွေးလို့သူလည်းများတယ်ရန်ကုန်မှာမဲသွားလိုက်ပြန်လိုက်အလုပ်လုပ်သူလည်းများတယ်မြစ်ချုပ်လိုက်ရင်လေတန်လင်းဆိုတော့တန်လင်းဝင်တန်းလည်းများတယ်နော် အဲ့ဒါဆိုဒီလောက်ရပါတယ်နော်ဟုတ်ကဲ့ပါကျွန်တော်ကျေးဇူးပါဟုတ်ကဲ့ပါကျွန်တော်ကျေးဇူးတင်ပါတယ်ကျေးဇူးပါတယ်ကျေးဇူးပါကျေးဇူးလား จ้าอ่ะโหฌาติก็တော့ဒီมาပဲဒီอ่ะပါပဲပြင်မှာမှာเจ้าอ่ะလည်းဒီပြင်မှာကြာมาမှာတက်6တန်းဒီပဲတက်ခဲ့ရလေမော်လေးอ่ะလဲ16နေပေါ့တမ်းနေလူပြင်လို့တယ်เจ้าအဲ့တော့อ่ะလုံးဝမတက်ချင်တော့อ่ะကိုယ်လည်းစားတယ်မတော်လည်းပါလေအဲကြောင့်မတက်ဖြစ်တော့ အခုကျတော့လေဟိုကြားတငယ်ချင်းတွေအဲ့မျိုးကကြောက်တတာကြီးနင်းနေရတော့လေပြန်တက်ချင်တာပေါ့နော်ဒါမှမဖြစ်နိုင်တော့ဘူးအခုကပြန်နေချင်လေရမှမရတော့ငယ်တော့ဆရာမရဲ့မေးလေဟိုကြည့်လို့ရှင်ဘာလုပ်မှလဲဆိုတော့ကိုလည်းလိုက်စင်းသားတော့ပေါ့နော်လိုက်စင်းသားတော့ကိုဆရာမဆရာမဖြစ်ချင်နေဆိုတော့အဲ့လိုအဲ့တော့ပြောလိုက်တာပေါ့ပြောလိုက်တော့ကိုကအခုဇာတန်းထိတတာဆိုတော့ဆရာမလည်းမဖြစ်နိုင်တော့ဘူးအဲ့တော့အခုက tami talulamia roli ala tuvo siya kung matay chano talaga bima kung mabenta chano le yan lulumamia roa ay tama ba ala roa lumam sa jam sabo meron na live bro ay pay pay like out de pay like out de ay lo lelo lo piti pay sai lo lo like ti မြို့ဘာဘယ်လိုပြောရမလဲတိတ်ပြီးတော့မရဲဘူးအဲတော့ပြီးလောက်ချင်လာဆိုတော့အရင်တော့ကတော့ဒီပဒိန်းနေမလောက်ခင်တော့မြို့ဘာထဲထဲသွားလို့မလို့စဉ်းစားပြီးစဉ်းစားတော့အဲမိပါရမလို့တော့ပြီးတော့မှအဲတနေ့ဟိုအထဲထဲသဆင်းလိုက်တယ်ဆင်းပြီးတော့အဲအထဲထဲပြောင်းအလုပ်ပြောင်းမှဆိုတော့လေစဉ်းစားတော့အာဒီရောမပဒိန်းနေလာဖွင့်လာနေအပဒိန်းလာဆင်းလိုက်တယ် အဲ့နေအဲ့ချိန်ကနေအခုဒီပေါ့နော်နည်းနည်းခွဲရှိသွားရင်အခုရကြားလေးပြတင်းလို့တဲ့အလုပ်လူတွေဆိုရှင်ရကြားလေးကအဲ့လက်စတင်တာတို့အကုန်အဆုံးတင်ပြီးလေသူကဂျူးအကျန်းထိုးတာပဲရှိဂျူးပဲထိုးပါလေသူကစိုးဂျူးလိုကုန်ဖြစ်အောင်စိုင်းတင်လို့ရအောင်လုပ်တယ်လေသူတို့စားလို့တော့တင်ပြီးဆရာကြီးတင်ပြီးလေဟိုဂျူးထိုးဒါလေးအဲ့တော့လက်မနဲ့ပေါ့လက်မနဲ့ပြီးရတလားဟို သုံးတောင်းလောက်တော့ရတယ်သုံးတောင်းရတယ်ခုနောက်ကျိုးထိုးတော့ကတော့အကုန်ပြန်နေပေးရလေအကုန်ပြန်နေဆိုတော့၄တောင်တရားရတယ်သူကကြားကြိုးလဲကြားတယ်သဘောတနေ့ဟိုတော့ဒဘောလောက်တော့ပြီးရယ်ဘယ်လိုကျိုးဆိုတော့ဒဘောဘက်လောက်ပြီးရယ်လေးဘက်ဆိုရင်တော့ဒီလိုနဲ့ရတဲ့နိုင်ငံလေးမိုးဘက်ကတော့လူမျိုးအထက်ပိုင်းရဲ့အခြေအနေဆိုလို့ရှိရင်တော့တခြားလူတစ်ခုတော့ ရှားရောက်မှာပေါ့ဒီစားလို့ဆိုရလဲဒီအလုပ်လဲစင်မယ်တမုဒီကောက်ဆိုင်တာတို့ဘာလို့ရှိရလဲမိုးရင်ဘတ်ဆိုလို့ရှိတယ်လို့မျိုးတိုင်အလုံးနာရည်ရည်လိုက်လို့လို့ရပါတော့ယောက်ျားလေးရတော့ထုတ်တက်ဖို့လမ်းစာရှိရဲ့ဦးမိန်းလေးရတော့ဒီကျိုးထိုးရတယ်ရှိရလေဒီကျိုးလို့ကောင်းပြီးအောင်လုပ်နိုင်တာတော့မရှိဘူးမိန်းကလေးရတော့တိတ်ပြီးတော့မရှိပါဘူးယောက်ျားလေးရ အလန့်မရှိဘူးကျိုးစားရင်ကျိုးစားတယ်ဖြစ်တယ်လေတူတူဘူလာမလားဆိုဟိုကိုကိုရှင်နေပြီးတော့ဒီပြီးွားရဲ့ကျိုးတွေကိုစိုင်းနေရနေပြီးတော့တခြားနေယူထပ်ပြန်တယ်လीတခြားလူတွေတခြားနေရလူတွေတော့ ဝတ်ကြပါပဲလို့အဲ့လိုမျိုးတော့တွေးမှုဘူးအလို့ချင်ကမနက်၈နာရီကနေည၈နာရီပေါ့ online ကြလာရင်တော့10နာရီတည်းဖြစ်သွားတယ်อืมတခါကြရင်ထပ်ပြေးတယ်ပေါ့အဲအဲ့လိုမျိုးတခါကြရင်ရင်းမြေသွားလို့ရှိရင်ပေါ့နော်ဒီလိုလို့ရှိရင်အဲတခြားလို့တော့ပြောမယ်တခြားလို့ပြောမယ်လို့အဲ့လိုမျိုးစဉ်းစားမိရဲ့ဒါပေမဲ့ပြီးတော့တော့ပဲပြန်ပြီးအသားကျသွားတာပါပဲ အလောက်ကအလောက်ကပြည့်ရတော့မရှိဘူးဟိုအထည်ပိုင်းပါမှလေကုနာချင်မှနာတာလုံးအားကြလေစဉ်းစားမိရဲ့အိမ်နဲ့လုံးနဲ့အိမ်လို့ဘာမှလည်းပြောပြမရှိဘူးဘာမှလည်းမျှလင့်ချင်မရှိဘူးအမှန်ကအင်းမတရားမမရရရည်လည်းမရှိပါဘူးဒီလိုပါပဲ တော်နေတဲ့တာလို့ဆိုလို့ရှင်ကတမီအဲလို့လို့ချင်တာလို့ရှင်ကတော်ဆက်ဆက်တယ်ပါအဲ့လိုဆိုလိုက်ပါအင်းဒါပေမဲ့အဲ့ဒါရာကိုမတင်မတင်အောင်လေမတင်အောင်ဒီကလေးလို့ဘာလို့မတင်ရလဲဆိုတော့ဟိုအလုတ်သွားနေနေအလုတ်ရှင်ရတယ်လေဆက်ဆက်တယ်နေဆိုတာတလောက်ကအချင်းပြရည်အဲ့လို ကိုတင်နေဆိုတော့တင်လာတင်လို့ရတယ်။ဒါပေမဲ့ကိုကအဲ့လိုမျိုးတလားလောက်ပြင်ထွက်ပြီးတော့မှအလိုတဲ့ပြန်ဝင်တော့လဲကိုတခြားလို့လို့နေရဆိုတော့လည်းမကောင်းလေ။အဲ့ကြောင့်အဲ့လိုတခုပဲဟိုနော်အလုပ်ပေါ်လေးလေးစားလုပ်တယ်အလုပ်ကိုပေါ်အလုပ်ပေါ်ပြန်လေးစားလို့လဲကိုပေါ်အဲ့လိုကပြန်လေးစားမလို့လဲဘုံကြီးရေဟုတ် လုံးနဲ့အိမ်ထဲသွားနေရဆိုပြင်းမောကောင်းတော့ဗော။ဒါပေမဲ့လုံးထဲရောက်တော့တကယ်ချင်းနေနဲ့တွေ့ရင်အာရီရိုင်းပြောကြရဲ။음အဲ့လိုနဲ့ပြင်အိမ်ပြန်လာတော့လေတကယ်ချင်းပြန်တွေ့အဲ့လိုပဲနေနေရလေ။တကယ်ချင်းနဲ့ဆူပြီးအလုပ်ပြလို့ရှင်တော့ဟိုသားမယ်ဒီသားမယ်ပြောကြရဲ။တကယ်တကယ်အဲ့ရကြရင်လည်းမတော့ကြကြဘူး။အဲ့လိုနားရချင်းဆိုကိုယ်မကိုနားကြရဲ။ကျွန်တော်ကတနေ့နေလို့တော့တော့မရောက်ပါဘူး လာတဲ့အမျိုးကြီးရှိတော့ပဲသွားပြင်လဲမျိုးရှိတော့ရောက်ကြတာလေဒီကတည်းကဒူငငယ်ရောဆိုတော့အဲ့ရှိလိုကောင်ပြသွားအဘနဲ့လိုက်သွားတာအဲ့တော့တစ်ခါအိုးဟိုအလုံးစင်နဲ့အလုံးနဲ့အိမ်နဲ့သွားနေရဆိုတော့လေမျိုးပေါ်ရစားလေတခါတလေမှရောက်တာလေဒီကတည်းကလည်းအဲ့လိုအလုပ်တွေပိုင်းနားပြီးတော့ရောက်သွားရောက်သွားမယ်လို့စဉ်းစားတည်ဒါပေမဲ့ကော ထွက်ဖြစ်ဘူးလေအိမ်နဲ့အလုံးနဲ့ပဲအလိုပဲသွားနေရဆိုတော့မပြောရဲဆိုတော့တိတ်ပြီးမရှိတော့အလိုသွားမယ်ဆိုလည်းတန်ခဲချင်းနေစူရအဲ့ဒီခလာရှီတကုန်းလို့အကစားကုန်းတွေဘာလို့တားကျင်တာအလိုဒီတကောင်ဒီတကောင်တို့ပြတို့ပြအစီအစဉ်မှာရန်ကုန်တစ်ဖက်ကကတန်လင်းကြောက်တန်းသုံးခွာဘက်ကလူမှုဘဝတွေအကြောင်းတင်ဆက်ပေးပြီးတဲ့တခါနောက်တခါရောက်လာမယ့်တို့ပြတို့ပြအစီအစဉ်မှာလည်းတိုင်းသားဒေသတွေကလူမှုဘဝတွေအကြောင်းတင်ဆက်ပေးမို့လို့စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာကျွန်တော်တန်ဝင်းထပ်ပါ